see the pain in me these oh my she need a hope they got to tell what i and these oh my see the pain တင်းတဲ့အနည်းဆုံးမှရှိနေတယ်အနည်းဆုံးမှစီးပြီးတန်းရှိနေ ဆရာစိုးစိုးအောင်ရဲ့နာရီးကိုစာပေလောကကထင်ရှားတဲ့စာရေးဆရာတွေအမှုပညာလုပ်ငန်းလုပ်ကင်ကြသူတွေလိုက်လံပို့ဆောင်ခဲ့ကြပါဗျ။ဇန်နဝါရီ26ရက်နေ့ညကလူကြီးယောဂာနဲ့ကွယ်လွန်သွားတဲ့အသက်88နှစ်အရွယ်စာရေးဆရာစိုးစိုးအောင်ဟာစိုးအောင်ပီတာဇွန်မြေဇက်ကောင်တွေနဲ့ရေးတဲ့ဝတ္ထုတွေနာမည်ကျော်ခဲ့တယ်လို့ယူဇနာ မခင်ပြူဟာလည်းရတစာပေတွေထဲမှာအထူးထင်ရှားခဲ့ပါဗျ။ Postmodern နဲ့ပတ်သက်ပြီးနားအလေဆုံးနဲ့ပညာရှင်အပိသဆုံးစာပေပညာရှင်တစ်ယောက်ဖြစ်လို့ သူကွယ်လွန်သွားတာဟာအစားမထိုးနိုင်တဲ့စာရေးဆရာကြီးကိုဆုံးရှုံးလိုက်ရတာဖြစ်တယ်လို့စာရေးဆရာတမကရဲ့နာယကတပါးကွယ်ပြောက်ခဲ့ရလို့ဝမ်းနေတယ်လို့စာရေးဆရာထက်မြက်ကပြောပါတယ်ကျေသူတော်ကိုလိုသွားတာကတော့အဲမြန်မာစာပြည်အတွက်တကယ်ဆုံးရှုံးမှုကြီးတစ်ခုပဲအခုချိန်ကြီးတော့အစားထိုးမရတဲ့ဆုံးရှုံးမှုကိုပြောရမှာလေ အဲတချိန်ချိန်မှာတော့သူ့လူပညာရှင်ဒီပေါ်ကြီးနဲ့ပေါ်လာပါလိမ့်မယ်မြန်မာနိုင်ငံစာရေးဆရာများသက်မကရေနာယကတဦးလည်းဖြစ်တယ်နာယက9ဦးထဲမှာအခုဆိုရင်နာယကက၄ဦးပဲကျန်တော့အဲ့တော့စာရေးဆရာသက်မကအနေနဲ့ကတော့ဆရာဆိုတော့အောင်ကွယ်လွန်သွားတာကသက်မကအတွက်ရောဒီဒန်းပြမယ်နော်ဆရာကြီးတစ်စုကွယ်ပြောက်သွားတာကနေရူဒတူကွယ်ပြောက်မှုပဲဖြစ်တယ်လို့ကျန်လို့ခံစားပါဆရာဆိုဆိုအောင်ဟာ 1962ခုနှစ်မှာမြန်မာစာဝိဇ္ဇာဘွဲ့ကိုဂုံဒူးနဲ့အောင်မြင်ခဲ့ပြီးမဟာဝိဇ္ဇာဘွဲ့ကိုဆက်ယူကာမြန်မာစာဌာနမှာတာဝန်ထမ်းဆောင်ခဲ့သူတူဖြစ်ပါတယ်။နောက်ပိုင်းမှာမြန်မာစာဌာနကနေစွန့်ခွာပြီးစာပေဝေဖန်ရေးစာအုပ်20တုပ်ရေးသားခဲ့ပြီးစောင်းမတွေကိုကွယ်လွန်ချိန်ထိရေးသားခဲ့သူဖြစ်ပါတယ်။ဆရာစိုးစိုးအောင်ရဲ့ post modern နဲ့ပတ်သက်တဲ့စစ်တမ်းတွေဟာဒီဘက်ခေတ်ရဲ့အငြင်းအပွားရဆုံးစာပေတွေဖြစ်တယ်လို့စာရေးဆရာမင်းခိုင်စိုးစံကပြောပါတယ်။ စာပေအမှုပညာကိုလွတ်လွတ်လပ်လပ်ဖန်တီးနိုင်မှုနဲ့အသည့်ဖန်တီးမှုတွေကိုဆရာစိုးစိုးအောင်ရဲ့စစ်တမ်းတွေကစတင်နှိုးဆော်ခဲ့လို့ဂျေဇူးကြီးမားလှတယ်လို့ပြောပါတယ်ကျန်တော့အာကျွန်တော်တို့ဒီဘက်ခေတ်ရဲ့ controversial ဖြစ်ဆုံးထောက်ခံသူတွေနဲ့ထောက်ခံသူတွေရဲ့ကြားထဲမှာအရင်းပွားဆုံးဇာတ်ရေးဆရာပြောတယ်။ဒါပေမဲ့အဲ့ဒါတွေဟာအရင်းကြီးပါဘူး။ ောက်ဟာဟောတာတစ်ခုလူမြောင်ပုံစံတစ်ခုကိုကြိုက်ခွင့်လည်းရှိပါတယ်ကြိုက်ခွင့်လည်းရှိပါတယ်ရေးဆိုခွင့်လည်းရှိပါလက်ခံခွင့်လည်းရှိပါတယ်ဒါပေမဲ့အရေးကြီးဆုံးအချက်ကဘာလဲဆိုတော့လူပညာနဲ့ပတ်သက်ရင်လက်ဆော့ဖန်တီးခွင့်လူပညာနဲ့ပတ်သက်ရင်အစ်စ်ဖန်တီးရတာတတ်မဲ့ခုံမြင်ဖို့အဲ့ဒီဝိညာဉ်ကိုဒါကဆရာစောအောင်ကအဲ့ဒီစစ်တမ်းလေးနဲ့စပြီးပြုစုပေးခဲ့တာပဲခံစားရပါတယ်ဥယျာဉ်ကြီးဆိုတော့အတန်ကြီးမှပါတယ်